အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့မောင်မိုင်းညိုချောင်းဦးရေးသားတဲ့ကဝေမနဲ့တပွဲတလန်းဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါအောင်ခင်ဗျာဒီအဖြစ်အပျက်က1995ခုနှစ်အတွင်းကရန်ကုန်တိုင်းဒေသကြီးတောင်းကလပ5ရက်ကွက်မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်တစ်ခုပဲဖြစ်တယ်အပင်အတွင်းခံရသူက ငါရက်ွက်ကွက်လက်လမ်းမှာနေထိုင်သူ မခိုင်ခိုင်ဖြစ်ပြီးဒီဖြစ်အမှန်ဇလန်းကို မခိုင်ခိုင်ရဲ့ခင်မွန်ဖြစ်သူဥအေဝင်ကိုတိုင်ပြောပြခဲ့တာ ဖြစ်ပါတယ်အပင်အတွင်းသူကတော့မွေးရပါအောက်လန့်ပညာသေးအစင့်မြင့်ကဝေးမတယောက်လို့ဥအေဝင်ကပြောပြပါတယ်ဒီအဖြစ်ဖြစ်ဖြစ်ပွားရခြင်းအကြောင်းကရန်လိုမုံထာအညို့ကြီးမားခြင်းနဲ့သူတို့ဘာစီးပွားဥစ္စာဖြစ်ထွန်းနေမှုအပေါ်မူရိတာမပွားနိုင်တဲ့ မနာလိုစိတ်ကနေစတင်ခဲ့တာပါ ကိုအေးဝင်းနဲ့မခိုင်ခိုင်တို့လေမယားကတောင်းကလာကွက်လက်ဈေးမှာ ကုန်းစုံဆိုင်ကြီးဖွင့်ထားတယ်မနေ့6နာရီထိုးတာနဲ့အလုတ်သမားတွေကဆိုင်ဖွင့်ပြီး ရောင်းပါတယ်ကိုအေးဝင်းတို့လေမယားကတော့7နာရီထိုးမှ ဆိုင်ကို ရောင်းလေရှိတယ်သူတို့ရောင်းတဲ့ဈေးထဲမှာပဲအတုပ်ဆုံးရောင်းတဲ့မိမကြီးတယောက်လည်းရှိတယ်အတုပ်ဆိုင်အတွက်လိုအပ်တာတွေကိုကိုအေးဝင်းတို့ဆိုင်မှာမနေ့တိုင်းလာဝယ်တယ် ဝဲတဲ့အချိန်ကဆိုင်းဖွင့်ပြေးစားအချိန်အဲ့ဒီအချိန်မှာကိုကြီးဝင်းတို့ရောင်းမလာသေးဘူးမိမကြီးဝဲတဲ့ပုံစံကခောက်ပြန်ငွေချေးစနစ်အတောင်းပေးအသက်ယူတဲ့ပုံစံ ဖြစ်နေတာကကုံကိုယူခြင်းတလောက်ယူပြီးအကျွေးစင်းရင်ကြမှတ်ခိုင်းခြင်းတလောက်မှတ်ခိုင်းနေတာပဲဥပမာ တထောင်ဖို့ယူပြီး200လောက်ပဲစင်းရင်မှတ်ခိုင်းတာမျိုးဆိုင်းကအလုသမားတွေကိုအောက်လန့်ပညာနဲ့အတန့်လှုပ်ထားတော့ သူပြောသလိုပဲမှတ်ကြရတယ်။မိမကြီးဟာနေ့စဉ်နေ့တိုင်းဒီအတိုင်းပဲလုံးနေတယ်။လားရီများလာတော့ကိုယ်ဝင်းတို့ဆိုင်အချုံပြလာတယ်။ဒါပေမဲ့ဘာဖြစ်လို့အချုံပြနေတာလဲဆိုတော့သူတို့လည်းမသိကြဘူး။ဒီနေ့မှအဲ့ဒီမိမကြီးဈေးဝယ်နေတော့မှအမျိုးသမီးတစ်ယောက်လဲဈေးလာဝယ်တယ်။အဲ့ဒီအမျိုးသမီးကမခန့်ခန့်ရဲ့မိဆွေဖြစ်သူ။သူမဟာမိမကြီးလုံနေသမျှကိုအစာအဆုံတွေးမြင်သွားတယ် သူတွေးသမျှအားလုံးမက်ခိုင်ခိုင်ကိုပြန်ပြောပြတယ်။အဲ့ဒီမိမကြီးနဲ့မက်ခိုင်ခိုင်တို့နှစ်ယောက်ဈေးထဲမှာ စကားများရံဖြစ်ကြတယ်။အဲ့ဒီအချိန်ထိမိမကြီးဟာကဝေမကြီးဆိုတာကိုအေးဝင်းတို့မသိကြသေးဘူး။ရံဖြစ်ကြပြီလို့တလားလောက်ကြတော့ကိုအေးဝင်းကပဲဂျားဝင် ဖြန်းဖြေပေးတယ်။စိုင်းချင်းကလည်းမျက်စောင်းထုတ်နေ့တိုင်းလည်းမျက်နှာချင်းစိုင်းမိနေတယ်။ပြီးတော့ဈေးသူဈေးသားချင်း ီလိုမခေါ်မပြောနေကြရတာမကောင်းဘူးဆိုပြီးကိုအေးဝင်းဟာအဲ့ဒီမိမကြီးဆိုင်ကနေနန်းကြီးတုတ်တပွဲမှားစားလိုက်တယ်။မခိုင်ခိုင်ကရမ်းပြစ်ထားတဲ့အတွက်လုံးဝမစားဘူး။ကိုအေးဝင်းကစားကြည့်တော့အရသာရှိတယ်။ဒါကြောင့်မို့လို့မခိုင်ခိုင်ကိုချော့မော်ပြီးကျွေးတယ်။မခိုင်ခိုင်ကလည်းနန်းကြီးတုတ်တစွန်းခတ်စားလိုက်တယ်။ဟင်းဂျိုတောက်မယ်အလုံးမှာရင်းတကောင်ကဟင်းဂျိုပူတဲ့ကြာသေးသွားတယ်။ မခန့်ခိုင်စစ်မစားဖြစ်တော့ဘူးနန်းကြီးတို့တစုံမဲ့စားလိုက်ရတယ်ဒါပေမဲ့အဲ့ဒီဇုံးထဲမှာပဲအပင်းသွင်းခံလိုက်ရတယ်ဆိုတော့သူတို့မသိလိုက်ကြဘူးအဲ့ဒီနေ့ကစားပြီးမခန့်ခိုင်တယောက်ထမင်းမစားခြင်းဟင်းမစားခြင်းဖြစ်လာတယ်အဲ့ဒီကနေ နေမကောင်းခြင်းတလို့အဲ့အိတ်ပြက်တလို့အစာပြက်တလို့တချောင်းချောင်းဖြစ်လာတယ်ကိုရင်းဝင်းဟာဇနီးတွေရဲ့ယောဂါပျောက်ကင်းမှုအတွက်ပုဂ္ဂလိကစပ္ပချေစေကန်တွေကိုသွားတယ် အထုကိုဆရာဝန်ပါရဂူကြီးတွေနဲ့တယောက်ပြည့်တယောက်ပြားတာတယ်ဒီလိုဂယုဆိုင်နေတဲ့ဂျားကပဲအစတော့ပြည့်ရာကနေ အရေးလောက်ပဲဝင်းတော့တယ်နောက်တော့အရေးပါမတော့တော့ဘူးဂလူကိုအသက်ပဲရှိတော့တယ်အရင်ကဝင်းပါအစိုးပြည့်တဲ့အသားရည်နဲ့จิตတရေရှိလာတဲ့အလှပိုင်းရှင်တဖြည်းဖြည်းနဲ့အယိုးပေါ်အရေးတင်ဖြစ်လာတယ်အိတ်ရဲမှာပဲဘုံဘုံလဲကြတဲ့ဘဝရောက်သွားတယ်အထုကူဆေးကနေတစ်ခုပြည့်တစ်ခု အထုကဇယောင်းလေးတယောက်ပြည့်တယောက်ပြောင်းနေပါလျက်နဲ့တက်သားရမရပဲပူဆိုးလာတယ်။ယောဂါကလည်းအမြင်တက်လို့မရတဲ့ဘာမှမသိတဲ့ယောဂါဖြစ်နေတယ်။ခမရမိမရဲ့ယောဂါဝေဒနာကမယိုးသားဘူး။ပယောဂါထင်တယ်။သူမြပြူစားတာခံရတာ ဖြစ်မယ်။တက်ကြွနားလေတဲ့ဆရာသမားနဲ့ပြတဲ့နေ။ကိုအေးဝင်းဟာမိတ်ဆွေတို့ရဲ့စကားကိုလက်မခံခဲ့ဘူး။သူကဖယားမာတပါး ဘာမှကိုကိုွယ်စရာအားထားစရာ မလိုဘူးလို့သဘောထားတဲ့လူအထက်ကိုင်းအောက်ကိုင်းဆိုတာမပြောနဲ့အလဲကိုင်းလည်းမယုံဘူးဆိုတဲ့လူစားဟိုကိုင်းကဆရာကြီးဒီကိုင်းကဆရာကြီးဆိုပြီးစိတ်ကိုခမ်းကြ နောက်ဆုံးကြဆရာနောက်သမီးပါသွားလို့ပါသွားမိမပါသွားလို့ပါသွားဘယ်ဆရာမှမယုံဘူးလို့လဲခဏခဏပြောတတ်သေးတယ်ဒီလိုနဲ့၄၅၆လကြာသွားတယ်ယောဂါကပိုးပိုးပြီးစိုးလာတယ် နောက်ဆုံးဆီအောင်နေတောင်လက်ချော်လိုက်ရတဲ့အဆင့်ဖြတ်သွားတယ်။ဂုံနဲ့ငွေကလည်းတောက်တောက်လေ။အဲ့ဒီတုန်းကခက်ဆားနေတဲ့မဟာစတာလေးပီက3-4စီဝဲလို့ရတဲ့ငွေတွေအဲ့ဒီအချိန်ရောက်လာမှ ကိုအေးဝင်းရဲ့စိတ်ထဲမှာသူတို့ပြောသလိုပယောကအတိုက်ခိုက်များဖြစ်နေသလားအဲ့ဒီလိုအတွေးလေးတစဝင်လာတယ်ဒါနဲ့ပဲကြည်မြင်တိုင်းတရတော်ကချွင်းကျော်ဆရာကြီးဥဒန်ညွန့်စီကိုရောက်သွားတယ် ဲ့ဒီတော့မှ အထက်လန်းအောက်လန်းဘာလန်းမှမယုံဘူးဟိုးစရာဒီစရာဘဲစရာမှအထင်မကြီးဘူးဆိုတော့ကိုရေးဝင်းတယောက်မယုံနိုင်တော့အောင်ထူးခြားစမ်းကြတဲ့ဖြစ်ဖြစ်လေးကြောင့်ပါဇက်အဟောင်းသာ ဖြတ်သွားရတယ်မှုကားတက ကြီးနေရတယ်လို့မြင်ခဲ့ရတယ်လို့ပြောလာပါတော့တယ်ကျွန်တော်တို့ချွေးကြောအထက်ခိုင်းကပယောကအတိုက်ခိုက်အမျိုးမျိုးကိုနိုင်ပါတယ်အောက်လန်းအမောင်းပယောကနဲ့ချင်းနဲ့အစာပင်း အစိအပင်သွေးပင်လေအပင်သဲကျေအပင်စားတဲ့အပင်မှန်သမျှကို နိုင်ပါတယ်အစိနဲ့ပတ်သက်ရင်လဲမွေပွေးမွေဟောက်အစိကာစအင်းတရင်အစိအစုံ အားလုံးကို ကုသပေးနိုင်ပါတယ်ပယောကမရင်လုံးဝတောင်းဝင်อยู่ကုသပေးပါမယ်ပယောကမတွေ့ရလို့သွေးရိုသားရိုဖြစ်တဲ့ယောဂါဆိုရင်တော့ဇယောင်းနဲ့ပဲကုသရမှာဖြစ်ပါတယ်ဒါကကိုင်းဝင်းတို့အိမ်ကို ရောက်ရောက်ချင်းဆရာကြီးဥတန်းညွန်ပြောလိုက်တဲ့စကားပြောပြီးမှလူနာကိုလက်ခံတယ်လူနာလက်ခံပြီးမှပယောကအတိုက်ခိုက်ဟုတ်မဟုတ်စက်ကြည့်တယ်ဆရာကြီးဥတန်းညွန်ရဲ့ပယောကဆက်ပုံစနစ်နဲ့ပတ်သက်ပြီးကိုယ်ဝင်ကသူတွေ့မြင်ခဲ့ရပုံကိုဒီလိုတန်တော်နဲ့ပြောပြတယ်ပရိသတ်အလဲမှာကျွန်တော်စနစ်မက်ခိုင်ခိုင်ကိုခြေစင်းပြီးထိုင်ခိုင်းထားတယ်ပြီးတော့ဘဲခြေညာခြေတွေကိုတလှည့်စီမြှောက်ပြခိုင်းတယ် ခိုင်ခိုင်ကားလေမြှောက်ပြနိုင်တယ်။အဲ့ဒီနောက်မှာဆရာကြီးကစေးတလုံးနဲ့အမိန်ပေးတော်တာပဲဗျို့။ပယောကမှန်းရင်ဘဲချေတော့မြှောက်မရစေနဲ့။ဆရာကြီးကအမိန်ပေးလိုက်တယ်။ခိုင်ခိုင်ဟာသူ့ရဲ့ဘဲချေကိုအာကုန်သုံးပြီးမြှောက်ကြည့်တယ်။ဘယ်လိုမြှောက်မြှောက်မြှောက်လို့မရတော့ဘူးတဲ့။ကျွန်တော်ကလည်းလက်တွေသမားအပြခိုင်ခိုင်ရဲ့ဘဲဘက်ခြေတော့ကိုကျွန်တော်အားနဲ့တွားမှကြည့်တာပေါ့တကယ်တော့ခိုင်ခိုင်ဟာ သူ့ခြေတော့ကိုမမရအောင်ဘလောက်တင်းထားတင်းထားကျွန်တော်အားကိုတော့တောင်းခံနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်သွားမြှောက်ကြည့်တာဒါပေမဲ့လက်တွေ့မှာကြကျွန်တော်ဘလောက်အားသုံးပြီးမပါမဲ့ခိုင်ခိုင်ရဲ့ဘယ်ခြေတော့ကမြောက်ပါမလားဘူးဗျအဲ့ဒီနောက်မှာပယောကမှန်ရင်ညာခြေတော့မြောက်လို့ရစေလို့ဆရာကြီးကအမိတ်ပေးလိုက်ပြန်တယ်ခိုင်ခိုင်ကသူ့ရဲ့ညာခြေကိုမြှောက်ပြနိုင်တယ်တခါပယောကမှန်ရင် ဘယ်ခြေတော့မြောက်လို့ရစေပယောကမှန်ရင်ညာခြေတော့မြောက်လို့မရစေဆိုပြီးပြောင်းပြန်အမိတ်ပေးလိုက်ပြန်တယ်တကယ့်ကိုအံ့ဩစရာပဲပြုဆရာကြီးကစေတလုံးနဲ့အမိတ်ပေးတဲ့အတိုင်းဖြစ်နေတယ်ပယောကတေချာသွားပြီ သမီးရဲ့ယောဂါကိုမြူးတမုံလောက်တောင်ကျွမ်းကြံမနေရအောင်ပျောက်ကင်းဖို့ဆရာကြီးလုံးဝတောင်းဝင်ယူပေးလိုက်ပြီအဲ့ဒီလိုဆရာကြီးကပြောတယ်အဲ့ဒီနောက်မှာဘာပြောကလေးဆိုတာထက်စစ်တယ် အတိုက်အခိုက်လားအပင်းလားအစိမ့်လားဆိုတာပေါ့စစ်တဲ့နီးကခြေနေရတိုင်းစေးတလုံးအမိန်ပေးပြီးခြေတော့မြောက်ခိုက်နေနီးပါပဲစစ်လိုက်တော့အပင်းမှာသွားမိတယ်အပင်းအထက်ခံထားရတာပေါ့တခါသွေးပင်းလေးပင်းအစားပင်းအစိမ့်ပင်းသဲကျဲပင်းဘာပင်းလဲဆိုတာထက်ဆက်တယ်စစ်လိုက်ပြန်တော့အစားအပင်းဆိုတာသွားပေါ်တယ်အစားအပင်းထက်ခံရတယ်ဆိုတာသိပေမဲ့ဘယ်အစားအစာမှာ အပြင်ထဲခံရတာလဲဆိုတာသိဖို့ထက်ဆက်ရပြန်ရောကျွန်တော်တို့စားတော့တဲ့အစားအစာအလုံးကိုပြောပြရတယ်ဆရာကြီးကအစားအစာအမျိုးအမည်တစ်ခုချင်းစီစေတလုံးနဲ့အမိန်ပေးခြေတော်မြောက်တဲ့အနည်းနဲ့ထက်ဆက်ကြည့်တယ်နောက်ဆုံးတော့နန်းကြီးတုံမှာအစားအပြင်ထဲခံလိုက်ရတယ်ဆိုတာပေါ်လာတယ်ကျွန်တော်တို့လည်းနန်းကြီးတုံဘယ်တော့မှစားမိလဲဆိုတာကိုကိုကိုပြန်မေးချရတော့တာပေါ့အဲ့ဒီတော့မှလွန်ခဲ့တဲ့6လလောက်ကစားမိတယ် နန်းကြီးတို့တစုံကိုသွားပြီးသတိရကြတဲ့ကျွန်တော်လည်းတစုံလောက်စားမိသေးပေမဲ့အောက်လန်းပညာက ခိုင်ခိုင်ကိုရည်ရွယ်တာမို့လို့ကျွန်တော်ဘာမှ မထိခိုက်ဘူးခိုင်ခိုင်ကိုပဲ ထိခိုက်သွားတယ်အဲ့ဒီတော့မှဒီမိမကြီးဟာအပင်ထဲနိုင်တဲ့အောက်လန်းပညာသိကဝေမာကြီးဆိုတာသိလိုက်ရတယ်တခုတော့ရှိတယ်အဲ့ဒီမိမကြီးကိုပယောကအစာအပင်နန်းကြီးတို့စားတဲ့စစ်စစ်ပေါပေါချစ်တွေကြောင့် အောက်လန့်ပညာသင်မာကြီးလို့ဆော့ဆွဲတာမဟုတ်ဘူးဒီတဲ့ခိုင်လုံတိကြတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေထပ်ပြီးကြုံတွေ့ခဲ့တာကြောင့်ဆော့ဆွဲရခြင်းပဲဖြစ်တယ်အဲ့ဒီထူးဆန်းတဲ့အဖြစ်အပျက်တွေကတော့တောက်ရီဦးကရေတစ်ခွက်ခပ်ပေးပါဆရာကြီးကအခိုင်းလို့ကျွန်တော်တောက်ရီတစ်ခွက်ခပ်ပေးလိုက်တယ်ဆရာကြီးကရေခွက်ကိုကိုင်းပြီးတက်စာပြုတ်တယ်ပြီးတာနဲ့အဲ့ဒီတောက်ရီတွေကိုခိုင်းခိုင်းကိုတိုက်လိုက်တယ်ဘယ်စေးကမှမသွားနဲ့ ဘယ်ဆီအောင်နဲ့မှလည်းမပြနဲ့ဘယ်စိတ်မှလည်းတိုက်เสียမလို့တော့ဘူးမင်းမိမရဲ့ယောဂဝေဒနာတွေအလုံးပျောက်သွားပြီလို့ပြောတယ်တပတ်ပြည့်တဲ့နေ့မှာပြန်လာခဲ့ကြကဝေမနဲ့တပွဲတလန်အကဲစမ်းကြရသေးတာပေါ့အဲ့ဒီလိုမှားကြပြီးကျွန်တော်တို့ကိုပြန်ထွက်လိုက်တယ်တကယ့်ကိုမယုံနိုင်စရာထူးခြားစမ်းကြည့်တဲ့အဖြစ်ပြက်ပါပဲသူများပြောတဲ့စကားသာဆိုရင်ကျွန်တော်လုံးဝယုံမိမှာမဟုတ်ဘူးပေါက်ပန်းဈေးစကား ထင်ရမြင်ရပြောတာပဲလို့ကျွန်တော်တစ်ထစ်ချပြန်ပြောမှာအခုဟာကကျွန်တော်ကိုတွေ့ကျွန်တော်ကိုယ်တိုင်မြင့်မြင့်ဒိဋ္ဌကြုံတွေ့ခဲ့ရတာဆရာကြီးသက်စာဆိုပြီးတိုက်လိုက်တဲ့ရိုးရိုးရေတစ်ခွက်ကဒီလောက်အထိအစွမ်းထက်ရသလားအလားတုံးကကားဘော်ကိုပွေ့ချီပွေ့တင်ခဲ့ရတဲ့မိမဆရာကြီးစီက အပြန်ကြကားဘော်ကိုကိုဘသာတက်တယ်လူကားလေလန်းလန်းဆန်းဆန်းခန်းကိုယ်ပန်းဖြစ်လို့ပြီးတော့ လာအတန်းကြအောင်အရေးအဖက်ဘာဆိုဘာမှမဆမတော့တဲ့သူက အိမ်ပြန်ရောက်ရောက်ချင်းထမင်းစားမယ်တဲ့အဲ့ဒီနေ့ကစားပြီးအဲ့အိအစာမှန်လာလိုက်တာလေးငါရဲ့ကြားတော့အရင်လိုပဲပြန်ပြီးကြမ်းမာလာတယ်အယိုးပေါ်အရင်တင်ဘွားကနေပြပြဖြိုးဖြိုးပြန်ဖြစ်သွားတယ်၆ရက်မြောက်တဲ့နေ့မှာဆိုင်ကိုပြန်ထိုင်နိုင်ပြီဈေးရောက်ရင်ကနေမျက်စောင်းထိုးကဝေမာကြီးရဲ့ဆိုင်ကို မျက်လုံးအကြည့်ရောက်သွားတယ် အတုတ်ဆိုင်ကမိမကြီးဟာကျွန်တော်မိမကိုမျက်တောင်နှီးကြည့်နဲ့စိမ့်စိမ့်ဝါးဝါးကြီးစိုက်ကြည့်လို့တယ်ဗျတပတ်ပြည့်တဲ့နေ့မှာ ကျွန်တော်တို့လေမယားဆရာကြီးစီသွားကြတယ်ဆရာကြီးကခိုင်ခိုင်ကိုလျှောက်ရှိခိုင်းထားပြီးကဝေးမကို ခေါ်တာဗျဟဲ့ငါသမီးကို ပြုစုနေတဲ့အောက်လန့်ပညာသေးမအခုချက်ချင်းဝင်းပူးစန်းတို့အမိတ်ပေးတယ်တော်ယုံတန်ယုံပညာသေးဆိုရင်နှခါအမိတ်မပေးရဘူး ချက်ချင်းဝင်ပုတဲ့တဲ့အခုအောက်လန့်ပညာသေးမကကဝေ12ကျို့အဆင့်မြင့်တယ်ဒါကြောင့်အာခန္ဓာတဲ့ချက်ချင်းဝင်မပုဘူးသုံးချိန်သုံးက အမိန်ပေးတော့မှ အထက်လန့်ကိုမလွန်ဆန်းနိုင်ပဲဝင်ပုတယ်ပူတော့လဲမပူခြင်းပူခြင်းနဲ့မခန်းလေးစားလုံးနေတယ်ပူစံလူစိတ်ပြောင်းဝင်ပူစံဆရာကြီးကခတ်ထတန်အမိန်ပေးလိုက်တော့မှနတ်ကျန်အပုခံရတဲ့နတ်ဝင်တယ်လူတကိုးလုံးတဆတ်ဆတ်တော့ တရကျန်ရင်ထိုးပြီးပူတော်တယ်။နေငါသမီးခိုင်းခိုင်းကိုပြူစားထားတဲ့အောက်လန့်ပညာသည်မှမဟုတ်လား။ဆရာကြီးကမေးလိုက်တယ်။ဟုတ်တယ်ဟေ့ဟုတ်တယ်။ငါလှုပ်တာဘာဖြစ်တလဲ။ဘာဖြစ်လို့တစ်ဖက်သားကိုနင့်နာအောင်ဒီလိုလုပ်ရတာလဲ။ကောင်မကငငယ်ရွယ်ရွယ်နဲ့ချမ်းသာတယ်ဆိုပြီးမောင်းမလို့လှုပ်တာဟေ့သိရလား။စကားတွေကတော့ကျွန်တော်မိမခိုင်ခိုင်းရဲ့ပါဇက်ကထွက်နေတာပဲ။ဒါပေမဲ့ကျုံးမိမအတန်မဟုတ်ဘူး။ ဟိုမိမကြီးအသမ်းမှန်အရန်ကိုတိတာတယ်ပြီးတော့မျက်နှာကလည်းကျုံမိမမျက်နှာနဲ့မတူပဲပြောင်းသွားတယ်တမျိုးကြီးကြောက်စရာမျက်နှာကြီးဖြတ်သွားတယ်ဗျဩမေးသွားလို့ပြောဖို့ကြမ်းသွားတယ်ကျွန်တော်တို့ဆရာကြီးစီထွက်မလာခင်မှာယုံကြည်စိတ်ချရတဲ့မိတ်ဆွေတွေကအမျိုးသမီးတယောက်ကိုနေထွယ်ပေးပြီးအလုပ်တစ်ခု ပေးခဲ့တယ်ဗျဟိုမိမကြီးကိုစောင့်ကြည့်ထားဖို့မိမကြီးရဲ့အပြုမှုကို အချိန်နိုင်နှင်းတကွာမှတ်သားထားဖို့ပါဒီလိုစီစဉ်ခဲ့တဲ့အတွက်ဆရာကြီးအိမ်မှာကဝေမနဲ့တပွဲတလန့်အကဲဆန်းနေတော့အဲ့ဒီမိမကြီးသူ့အိမ်မှာဘယ်လိုဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့အတိအကျသိခဲ့ရတယ်ဆရာကြီးကကဝေမကို ဝင်ပူးဖို့အမိန်ပေးနေချိန်မှာဟိုမိမကြီးဟာသူ့ဆိုင်မှာအတုတ်ရောင်းနေတော့ဗျဈေးရောင်းနေရင်မျက်နှာတစ်ခုလုံးချွေးသည့်ချွေးပေါက်တွေဆူချွဲလာတယ်ချစ်ချင်းမဲ့တဆက်ဆက်တုံရင်လာတယ် အဲ့ဒီနောက်မှာနေမကောင်းဘူးဆိုပြီးစိုင်းပြဲသွားခဲ့ပြီးချစ်ချင်းအိမ်ကိုပြန်ပြေးသွားတယ်ကျွန်တော်တို့မိတ်ဆွေအမျိုးသမီးကလည်းအဲ့ဒီမိန်းမကြီးနဲ့ယဉ်နိနရာမှုလူမမာတဲ့ရင်မဲသလိုတောက်တုံမရကူညီသလိုလုပ်ပြီးမိန်းမကြီးရဲ့အိမ်ကိုလိုက်သွားတယ်မိန်းမကြီးဟာအိတ်ခတ်နဲ့တန်းဝင်သွားပြီးအဖျားတက်သလိုပုံစံမျိုးနဲ့တအင်းတာအာညှိတွားနေတယ်လို့ဆိုတယ်အရင်ဘဝကလည်းမကောင်းမှုဒုစရိုက်ကံတွေပြုတ်ခဲ့လို့ ီဘဝမှာယုံညံ့တဲ့အောက်လန့်ပညာသေးကဝေမာကြီးဖြစ်ရတယ်။ဒီလိုသာစစ်လုံနေရင်အဝေးစီငရဲကဘယ်တော့မှမလွတ်ဖက်ဂျိုးကတ်သွားလိမ့်မယ်။ဒါကြောင့်နင့်ရဲ့အကျင့်စရိုက်တွေကိုပြင်းလိုက်။ငါသမီးခိုင်ခိုင်ကိုတိုက်ခိုက်ထားတဲ့နင့်ရဲ့ပညာစက်တွေတခုမှကြံပြန်ယူလိုက်စမ်းဆရာကြီးကအမိန်ပေးတယ်ကောင်မကိုတေးအောင်လုပ်မှာဟဲ့ဒီကောင်မတေးမှငါပညာတွေကိုပြန်ယူသိမ့်မှာသိရလားအာကကဝေမာကြီးပဲပြော ဆရာကြီးကိုတောင်းဒေါသတကြီးအော်ပြောနေတယ်။အတန်းကြီးကလည်းကြောက်ဆရာကြီး။ဆရာကြီးကအောက်လန့်ပညာပြန်နှုတ်ဖို့မေတ္တာရက်ခန္ဓာကို လုံးဝလက်မခံဘူး။ဒေါသတကြီးညင်းဆန်နေတယ်။ဆရာကြီးကလည်းချောမောပြီးမေတ္တာရက်ခန္ဓာကိုမရတော့။ငကားမှန်းသိအောင်အမောက်ထောင်ပြလိုက်တာနဲ့တူပါရဲ့။လက်ပြန်ကြိုတုပ်စေးလို့အမိန်ပေးလိုက်တယ်။ကဝေမာကြီးပုကတ်ဝင်းရောက်နေတယ်။ခိုင်ခိုင်လက်တွေဟာ အလိုလိုအနောက်ဖက်ရောက်သွားတယ်။လက်ပြန်ချိုးတုပ်သလိုဖျက်သွားတယ်။ဟိုထောင်းတိုင်ကိုခေါင်းနဲ့ပြေးဆောင်စမ်းဆရာကြီးအမိန်ပေးလိုက်တာနဲ့ချက်ချင်းပဲဗျာ။လက်ပြန်ချိုးတုပ်ထားတဲ့ပုံစံနဲ့ထပြေးသွားပြီးအိမ်ထောင်းတိုင်ကိုခေါင်းနဲ့စောင်းတော့တာပဲ။ခွက်ခနဲ့အတန်းတောင်ထွက်သွားတယ်။စောင်းတဲ့အချိန်ကပြင်းတော့နဖူးကွဲသွားတာပေါ့။တွေးတွေမျက်နှာပေါ်စိကြလာတာမြင်မကောင်းဘူး။ကျွန်တော်လှမ်းသွားတာပေါ့။ နဖူးကွဲသွားတာကကျွန်တော်မိမလေးကျွန်တော်ဆရာကြီးကိုကြည့်မိတယ်ဆရာကြီးကတော့ကျွန်တော်ကိုမကြည့်ဘူးဗျလက်ပိုက်ပြီးရက်နေတယ်ကဲနင့်ပညာတွေကိုချက်ချင်းနှုတ်ပါလားမနှုတ်ဘူးလားပြောစမ်းသေခြင်းသေသွားပါစေငါပညာတွေကိုပြန်မနှုတ်ဘူးဟိတ်ဒါဆိုရင်ဟိုထောင်းတိုင်ကိုပြေးပြီးခေါင်းနဲ့ထတ်ဆောင်လိုက်အောင်ဆရာကြီးအမိန်ပေးလိုက်တဲ့အတိုင်းကဝေမာကြီးကခေါင်းနဲ့အတိုင်းနဲ့ပြေးပြေးစောင့်နေရတယ် သုံးလေးကမကတော့ဘူးအခြေအနေက တော်တော်ဆိုးနေပြီပင်ကိုစိတ်ပြောင်းနေတဲ့ကျုံမင်းမခေါင်းကွဲနေပြီနဖူးအလဲမဆိုတလက်မလောက်ရှိတဲ့ဟစ်ပဲဒံယာကြီးနဲ့တွေးရီဆိုရလဲမျက်နာပေါ်မှာစီးကြနေတဲ့မမြင်ရက်မချွရက်စရာပဲစပင်းလေးကလည်းဖျိုးဖျဲ့နေရုပ်ပြဲစင်းပြဲ့ဖြစ်နေပြီ ကဝေမာကြီးကတော့သူ့ပညာကိုပြန်မနှုတ်ဘူးလို့ဒေါသနဲ့အော်ပြောနေတော့မယ် ဆရာကြီးကလည်းစေးတလုံးအမိန်သုံးပြီးတမျိုးပြီးတမျိုးအပြက်ထံပေးတယ်ကိုပါကိုပြန်ရိုက်စမ်းဘဲဘက်ပါရိုက်လိုက်စမ်းညာဘက်ပါရိုက်စမ်းကြားတော့ကျွန်တော်မိမမျက်နှာတစ်ခုလုံးအညူအမဲတွေစွဲကပ်လာတယ်အဲ့ဒီကနေဖူးယောင်မဲပုတ်လာတယ်နောက်ဆုံးမှမျက်နှာကချွေးဖယုံသေးကြီးလိုဖောင်းကရောင်းအန်းလာတယ်ဒါပေမဲ့ကိုဝေမာကြီးကတော့မမ်းမချဘူးအသက်သာအသေးခံပဲ ငါပညာကိုပြန်မတော့ဘူးဟဲ့ကောင်မရဲ့ဒေါသတကြီးအော်ဟဲ့ပြောနေတော့မယ်နောက်ဆုံးမှာဆရာကြီးကကဝေမကိုဂိုင်းတော်တဲ့အပ်လိုက်ရတယ်အောက်လန့်ကဝေမရဲ့ပညာတွေပြန်ရုပ်သိမ်းသွားအောင်ဂိုင်းတော်ကဆုံးမပေးပါလို့တောင်းပန်လိုက်တယ်အဲ့ဒီတော့မှတင်းမာနေတဲ့ကဝေမကြီးဒုက္ခလှလှတွေးတော်တာပြုငရဲ့ပြေရောက်သွားပြီငရဲ့ဒိန်းနေနှိမ့်ဆက်တာခံရရတယ်ငရဲ့ကြခံရသူတွေလို့ဖြတ်သွားတယ် တချစ်ကလေးတောင်ဒေါသနဲ့ပြန်မဝနိုင်တော့ဘူးဆရာကြီးရဲ့ဓာခတ်နဲ့မှလူလိတ်နေရချားတယ်ဆရာကြီးကခိုင်းတော်ကိုအပ်လိုက်တဲ့အတွက်ခိုင်းတော်ကိုစောက်ချောက်ပေးနေတဲ့လောကပါလာနမင်းကြီး၄ပါးရဲ့အချွေအယံတွေကစုံမနေကြတာဗျအမလေးကျိန်လုံးကြီးနဲ့ရိုက်နေပါပြီမလုကြပါနဲ့သိရပါတော့မယ်နားလှပါပြီလှမ်းကြီးတွေနဲ့မထိုးပါနဲ့တော့စင်ကြီးစင်ကြီးနင်းတော့မယ်နင်းတော့မယ်အမလေး ေးပါပြီ။သူ့ဘက်မြင်နေသူ့ဘက်ခံစားနေရတာဗျ။ကျွန်တော်တို့ကတော့မောကတရေကကြည်နေရသလိုပဲ။ဘာမှမမြင်မတွေ့ရပဲလမ်းနေရတယ်။အတန်နဲ့ကြည်နေကြောက်လန့်တကြားအော်နရာကလည်းငဲတန်းကိုပါလို့ပဲ။နောက်ဆုံးကြမှာကိုဝေမကြီးအညံ့ခံအချုံပေးတော်တယ်ဖြို့။ကဲပါ။ကျမပညာတွေပြန်နှုတ်ယူပါမယ်။အသက်ကိုချမ်းသာပေးပါလှုပ်ထတဲ့အပြစ်အမှန်သမျှကိုကျမပြန်ခံပါမယ် ဆရာကြီးကကဝေမာကြီးကိုတက်စားရီတိုက်လိုက်တယ်။ဖခင်တပည့်တော်မသည်မကောင်းသောအတက်မကောင်းသော အောက်လန့်ပညာနီးလန်းများဖြင့်ခုနှစ်ရဲ့သားသမီးအပေါင်းတို့ကိုပြူစားခြင်းနှောက်ရဟန်တာခြင်းမပြုလုပ်တော့ပါ။ပြုလုပ်ခဲ့သည် ရှိသောသွေးပွပွအံ့၍သေပြီးနောက်မဟာဝိသီငရဲ၌မကြွတန်းခံရပါစေသာ။တက်စားတည်တည်ရှိသောကာယကံရှင်မှာမိမွေးတိုင်းဖားမွေးတိုင်း ချမ်းသာပဂရိရှိပါစေတက်စာရီတိုက်ပြီးသွားတဲ့နောက်မှာဆရာကြီးကကိုဝေမာကြီးကိုဝင်းဘူးနေရာကနေထွက်ခွာဖို့ခွင့်ပြုလိုက်တယ်မထွက်ခွာမီကာယကံရှင်မခန့်ခိုင်းရဲ့ကိုခန္ဓာမှာထင်းတဲ့ဒဏ်ရာအနာတရတွေမြူးတမှုန့်များမကြမ်းရအောင်မိမွေတိုင်းဖာမွေတိုင်းဖြစ်မှထွက်လို့ရစေကျွင့်ကြံနေရင် ထွက်လို့မရစေလို့အမိန်လဲပေးလိုက်ပြန်တယ်ဆရာကြီးရဲ့အမိန်ကိုလည်းကြားရောကဝေမာကြီးက ဖူယောင်ညိုးပုံးတဲ့ချွေပြုံးသည့်မျက်နှာကြီးကိုအကြိမ်ကြိမ်လက်နဲ့တတ်ချတယ်။ဥကောင်းတဲ့နဖူးကကွဲပေါက်သွေးထွက်နေတဲ့ဒဏ်ရာတွေကိုလည်းလက်နဲ့တတ်ချတယ်။လက်နဲ့စိတ်တယ်။တကယ်မော်ရုပ်ရှင်ကြီးနေရသလိုပါပဲ။ချွေပြုံးသည့်ကြီးလိုဖူဖူယောင် ကိုင်းနေတဲ့ကျွန်တော်မိမခိုင်ခိုင်မျက်နှာကြီးဟာတစတစနဲ့ရော့ကြလာလိုက်တာ။နောက်ဆုံးမှာတော့ဖူယောင်ညိုမဲတာတွေအားလုံးပျောက်သွားတယ်။ငကူမူလမျက်နှာကလေးပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ကိုဝေမကြီးကတော်တော်အာဃာတကြီးမာတယ်ပြုကျွန်တော်မိမရဲ့မျက်နှာဘောကဒဏ်ရာတွေမကုန်မီထွက်ပြေးသွားဘူးသုံးချိန်လောက်စူးစမ်းသေးတယ်ဗျဆရာကြီးအမိန်ပေးထားတာကြောင့်ထွက်မရဘူးခဏခဏလဲကျနေတယ်ခိုင်ခိုင်ရှားကြည့်ထားတဲ့ဒဏ်ရာအနာတရားအလုံးကုန်စင်သွားတော့မှ ထွက်လို့ရတယ်ကိုဝေမကြီးကျွန်တော်မိမကိုပြုဝင်နေရာကနေ ထွက်သွားတယ်ခိုင်ခိုင်ဟာဘာတွေဖြစ်ခဲ့မှန်းမသိရပဲ ပစ္စတုတ်ထိုင်းတဲ့သားကလေးကြမ်းရက်ခဲ့တယ်။ကျွန်တော်ခိုင်းခိုင်းစီပြေးသွားတယ်။ခေါင်းနဲ့နှစ်ဖူးကကွဲသွားတဲ့ဒဏ်ရာတွေဘယ်လိုဖြစ်နေလဲသိချင်လို့ခြားကြည့်တယ်။ကဝေးမကြီးတိုင်းနဲ့ခေါင်းနဲ့ပြေးဆောင်တော့ကဟစ်ဘက်ကွဲသွားတဲ့နှစ်ဖူးကဒဏ်ရာရောတွေးတွေမြင်မကောင်းအောင် စီးကြလာတဲ့ခေါင်းကွဲတဲ့ဒဏ်ရာရောဘာတစ်ခုမှမရှိတော့ဘူး။ကျွန်တော်ဘာမှမပြောနိုင်တော့ဘူး။ပါဇက်အဟောင်းသားနဲ့တန်းတော့ဖြစ်နေမိတယ်။ဆရာကြီးကတော့ ကျွန်တော်ဖြစ်နေပုံကိုကြည့်ပြီးသဘောကျနေပုံရတယ်။ဆရာကြီးကိုကြောပြီးကျွန်တော်တို့ပြန်လာခဲ့ကြတယ်။15ရက်ွက်ကွက်လက်လန်းတဲ့ကိုကားဝင်မဲ့လှုပ်တော့လန်းတဲ့ကစိုက်ကားတစီထွက်လာတယ်။စိုက်ကားထွက်တာအောင်ကျွန်တော်ကကားကိုဘေးကပ်ပြီးရမ်းဆောင်ပေးတယ်။စိုက်ကားစီလာသူကိုကြည့်လိုက်တော့ဟိုဘိမ့်မာကြီးရဲ့သူ့ယောက်ျားနဲ့ဗျ။သူ့ယောက်ျားကစိုက်ကားကေရီယာမှာထိုင်လိုက်လာတယ်။ဦးလေးဘဲသွားမလို့လဲ။ ျွန်တော်နှုတ်ဆက်လိုက်တယ်မင်းအတော်ကွာဘာဖြစ်မှမသိဘူးမျက်နာကြီးရောင်ကိုင်းလာတယ်အဲ့ဒါဆေးကန်သွားပြမလို့ကျွန်တော်ဟိုမိမာကြီးကို ရုတ်တရက်ကြီးလိုက်မိတယ်အလိုလေးကျွန်တော်လမ်းအောင်မိတော့မလို့ကျွန်တော်ဘယ်လိုဖြစ်သွားတယ်ဆိုတာပြောပြဖို့မလွယ်ဘူးဟိုမိမာကြီးရဲ့မျက်နာဟာဆရာကြီးရဲ့ဓာတ်ခမ်းမှာကဝေးမာကြီးဝင်းပုနေတော့ကခိုင်ခိုင်ရဲ့မျက်နာကြီးအတိုင်းပါပဲဖူးရောင်ညိုမဲပြီး ရွှေပြုံသေးကြည့်လို့ဖြစ်လို့ဗျအဲ့ဒီအချိန်မှာကျွန်တော်သတိရလိုက်တာကလှုပ်ထားတဲ့အပြစ်မှန်သမျှကိုကျမပြန်ခံပါမယ်ဆိုတဲ့ကဝေမကြီးပြောသွားကြတဲ့စကားတစ်ခွန်းကိုပါပဲကဝေမနဲ့တပွဲတလန်ဖြစ်ရမှန်ဇလန်းကအထက်အပိုက်မှာပဲဤကုံချုပ်ခဲ့ပါပြီဒါပေမဲ့စာရေးသူပြောချင်တဲ့အကြောင်းအရာချို့ကြံနေပါသေးတယ်အသက်30ကျော်အရွယ်တိုင်းအောင်ဘဝကို ရမကာလူလျံဖြစ်ဖြတ်သန်းခဲ့တဲ့ကိုအေးဝင်းဟာ ချွေရင်ကျော်အထက်ခိုင်းပညာရေးထူးခြားစမ်းကြယ်မှုတွေကိုမျက်မြင်ကိုတွေ့ကြုံဆုံခဲ့ရပြီးတဲ့နောက်မှာချွေရင်ကျော်အထက်ခိုင်းပညာကို လေ့လာလိုက်စားခဲ့ပါတယ်ယခုအခါမှာတော့ချွေရင်ကျော်ဆရာကြီးအဖြစ်နဲ့ခုနှစ်ရက်သားသမီးတွေကိုကဲတင်ကူညီရင်းတောင်းကလာပါမြို့နယ်9ရက်ကွယ်စစ်တိုင်းလမ်းမှာနေထိုင်လျက်ချိန်ပါတယ်အောက်လမ်းပညာနဲ့မကောင်းမှုဒုစရိုက်နှုန်းမှာနေကြုံခဲ့သူတယောက်ကတော့ ကိုပြုတဲ့ကံကိုထံပြန်လာဆိုတဲ့တရားတော်အတိုင်းတနေ့တခြားစီးပွားဥစ္စာပြည့်ဝင်လာပြီးအိမ်နဲ့ခြံကိုရောင်းချလိုက်ရပါတယ်ယခုအချိန်မှတော့ဘဲစီပေါက်၍ဘဲစီရောင်းနေမှမသိအောင်ပင်သတင်းအစအနမကြားရတော့ကြောင်းနောက်ဆက်တွဲအဖြစ်တင်ပြလိုက်ပါတယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ